လမ်းပြက်ပြဲအခန်း21ရုတ်ချင်းဖတ်ခံလိုက်ရသည့်အနေအထားမှာလမ်းမအံ့ဩရပေမဲ့နာပြားသို့ဆူးရှတိုးဝင်လာသည့်ချုံများများရနံလေးကြောင်းလွမ်းအံ့အားတင်သွားရသည်ဒီအိမ်မှာလွမ်းကိုဖတ်ပြီးနှစ်သိမ့်မဲ့သူက ဟေတာတယောက်တည်းရှိသည်မလားအခုတော့လွမ်းကိုထွေးပိုက်ထားသည့်သူက ဟေတာမဟုတ်ပါအဲ့အတီကလွမ်းကိုမကြောက်သွားစေပဲ ပိုပြီးဝမ်းနေလာစီသည်ခံစားလွယ်လာစီသည် လွမ်းဒီရနဲ့လေးကိုတည်ရပေါ့တိတ်ကိုရင်နေရပေါ့ဒီရနဲ့လေးနားရောက်လာရင် လွမ်းကိုလုံခြုံမှုရောနှွေးထွေးမှုရောပေးတယ်မဟုတ်လားမင်းမဟုတ်လားညောရပြန်မဖြေပဲတင်းတင်းကျပ်ကျပ်ဖတ်တွေထားသည်မို့လွမ်းရအောင်တွန်းဖယ်မိသည်ဘာကြောင့်များလဲဘာကြောင့်သူလေးဟာဒီကိုရောက်လာရမှာလဲ သူမလည်းအထင်မှားမှုတွေရှားမှလွမ်းကိုစွန့်ပြတ်သွားခဲ့ပြီမဟုတ်ဘူးလား။ဘာကြောင့်ဒီနေရာကိုရောက်လာရတာလဲ။ပြီးတော့မပြခြင်းမူလွမ်းရဲ့ဒီတနာစရာ ပုံစံကို ချိုကိုပိုင်းလေးမြင်လို့မရဘူး။ဖယ်ပါ။ဖယ်လို့ဆိုခွဲ။လွမ်းတွန်းဖယ်ပေမဲ့တင်းတင်းကြပ်ကြပ်ဖတ်ထားသည့်ညွန်ကြောင့်အရာမတင်ပါ။ညွန်ဖွဲ့ရမှုမင်းတို့ကိုလှုပ်ပြီးပြန် တောင်းမမာရေညွန်တောင်းမမာရေမမလဲညွန်ဘာမှမသိခဲ့လို့တောင်းမမာရေညွန်အမပါညွန်ချောင်းငိုတန်တက်တက်လေးနဲ့ပြောလာသည့်စကားကြောင့်လွမ်းနှင်ထုံနေရနောက်ကျသွားမှန်သိလိုက်သည် သူ့ပခုံးစွန်းလေးကိုတွန်းဖယ်နေသည့်လွမ်းလက်ကလေးဟာပြေလျော့သွားသည်ဟေးတာပြောလိုက်တာလားလွမ်းရဲ့အုံနာဟာဒီလိုအခြေအနေအထီးအလုံးလုံးနေသေးပင် ဟေတာပြောတိလူတယောက်ငါထားပေးသည်ဆိုရနဲ့အခုညောရဲ့ဒီပုံဟာတိတ်တီတာလုံးနေမလားညောငါဘာလို့ဒီကိုရောက်နေရဖြစ်မလဲဟန်လင်းရက်လေဒီအထီးသူ့ဘုံမုံနေသည်ညောဟာအခုလိုရောက်လာပြီးသူ့ကိုဖတ်ငိုနေသည်ဟာဘလို့ကြောင့်ဖြစ်မလဲညွန်းသည်လွမ်းမေသည့်အမေကိုမဖြေဘဲလွမ်းကိုဖတ်ထားစေပင်သို့တော့ ညွန်လဲသူ့ကိုဖတ်ထားသည်ကစောစောကားလောက်မတင်ကြတော့ပဲတဖြည်းဖြည်းပြေရောလာသည် ထို့နောက်လွမ်းကိုလေးကိုဖတ်ထားရမှခွာပြီးလွမ်းမျက်နာလေးအားမျက်ရည်စာလေးတွေနဲ့ကြည်လာသည်မို့လွမ်းမျက်နှချင်းပေးမဆိုင်မဲမျက်နာလေးကိုစောင်းလိုက်သည်မင်းပြန်တော့ညွန်ရမင်းပြန်မှာတော့လွမ်းရဲ့အပြောကိုညွန်သည်နားရဲမဝင်တော့ကြောင်းကို လွမ်းလေပင်နာကိုထိခတ်လာသည့်ညွှန်းလက်ချောင်းလေးတွေကြောင့်သိရှိလိုက်သည် လွမ်းရဲ့ပင်မနေသည့်မျက်နာကိုမမြင်ချင်လို့မျက်နာလွှဲလိုက်တော့လေလွမ်းလုံးရဟာမှားသွားလေသည် မျက်နာလွှဲလိုက်မှုကြောင့်ညွှန်းမြင်ခွင်းတက်တဲ့သူပေါ်လာသည့်လွမ်းလေတိုင်းလေးပြလိုက်သလိုဖြစ်သွားသည်မလားလေပင်နာကအင်းကြီးစာကိုအလီအမြန်လှမ်းဆွဲလိုက်ပြီးဖုံးလိုက်ရသည်သို့တော့ဒါနဲ့တင်ပြီးမသွားမှာကိုသိသည် ညွန်စေးလင်းပေးခွင့်ရှိမလားယင်မလို့ပြန်တော့ညို့ခွင့်ပြုပေးပါညွန်တောင်းဆိုပါယင်တပန်တဤဤဝဲတက်လာသည့်မျက်ရည်စလေးပင်နှင့်တုံရင်စွာထပ်ပေါ်လာသည့်လေးတန်လေးဟာလွမ်းကိုလည်းနာကျင်စေသည်ဘလောက်ထိမင်းကိုဟေတာပြောထားလဲမသိပေမဲ့တို့လည်းတောင်းဆိုပါယင်ညို့ရမင်းပြန်လိုက်ပါတော့မနေမာနဲ့မမလွမ်းရဲ့ ဒီလိုအခြေအနေကိုမြင်ရနဲ့ညွန့်ဘလို့ပြန်ရပါမလဲအခုကဘလို့အခြေအနေဖြစ်နေလို့လဲရမ်းမေရောညွန့်ဟာနာကျင်နေသောမျက်ဝန်းဂရုနာမျက်ဝန်းတွေနှင်ကြည်နေသည် ဟုတ်သားပဲလေညွန့်အခုလာသည်ကဖြစ်နိုင်ခြင်းနှစ်ခုပဲရှိရာတစ်ခုကဟေတတောင်းဆိုမှုကြောင့်ဖြစ်ပြီးနောက်တစ်ခုကလွမ်းကိုတနာစိတ်ဝင်သွားခြင်းကြောင့်သာ ဖြစ်နိုင်သည်မလား တနာစိမ့်ကြောင့်မစွန့်ခွာသွားနိုင်တဲ့အဖြစ်မျိုးကိုလွမ်းမုံသည် အထူးသဖြင့်သူ့အပေါ်ညွန်းထိုးသောဖြစ်မာကိုပိုကြောက်သည်ချစ်တယ်ဆိုတာကိုမသေးကြသေးပဲသေးကြမခံစားမိပဲတနာမှုကနေအခြေဖြစ်လာမှာကိုမလိုလားပါဘာလဲတိတ်ကိုတနာဖို့ကောင်းတဲ့ပုံစံဖြစ်နေလို့မသွားနိုင်ဖြစ်နေရလားအဲ့လိုသဘောပြောတာမဟုတ်ပါဘူးမမလွယ်ညွာ ို့မကြားခြင်းကိုညွှန်ရတို့ဖြည့်ရှင်းတာကိုမင်းနားထောင်ခြင်းသလိုမင်းပြောတာကိုလည်းတို့မကြားခြင်းကိုကြားလဲကြားစရာမလိုတော့ဘူးထင်တယ်ဒီတော့ဒီတိုင်းပဲပြန်လိုက်ပါဒီစကားတာညွန်မျက်နှာလေးဟာဒီထက်ဘိုးပြိုစင်းလာပေမဲ့လွမ်းကယူမဆိုင်နိုင်တော့ပါဒီစကားတွေက သူ့ကိုနာကျင်စေဖို့မရည်ရွယ်တော့လဲဒီကနေသူ့ထက်သွားရင်ကိုလွမ်းကျင်နေပြီအသေးမှစွာနေလာနိုင်ခဲ့သလား သူမလေးရှိမှာတော့လွမ်းသိငယ်လာသည်ညွန့်ဖွဲ့ရမှုဆိုရဲလူသားရှိကနေပြောက်ွယ်သွားခြင်းမိရဲ့အထီးလွမ်းရဲ့ဒီပုံစံကိုပြနေမိရာကိုလည်းရှက်မေးသည်မဟုတ်လားလူသားအမြင်ကိုဂယုမဆိုင်တတ်တဲ့လွမ်းဟာညွန့်အမြင်ကိုတော့တိတ်ကိုဂယုဆိုင်မိပါသည်ဒါကြောင့်သူ့ရဲ့ဒီပုံစံကိုကြည့်ပြီးစိတ်ပြတ်သွားမှာဆိုသည်တနာသွားမှာဆိုသည် အတနာခံပြီးကတ်တွဲသလိုဖြစ်မိသွားမှာဟုလဲဆိုသည်လွမ်းကောင်းတဲ့သူနဲ့ပတ်သက်ရင်အရာရာပြားများနေခဲ့တာကအခုအချိန်မှပိုဆိုတော့သည် လွမ်းပြောရခက်မဲထင်ထားတော့လဲမတ်တက်ထရလိုက်သည်ညွန်ကြရင်တဲ့အပူသောဟာကြာမတက်ဖြစ်သွားသည်ဟုတ်တယ်ထွက်သွားလိုက်တော့လေအခုကနေစပြီးလွမ်းရဲ့အိမ်ကတော့ဘဝတွေကပါထွက်သွားလိုက်တော့တာအကောင်းဆုံးမလား လွမ်းမလိုက်ကြည့်မိပါထွက်သွားသူတွေရဲ့ကြောပြင်တွေကိုမမြင်ချင်တော့ပါဟန်လင်းကိုနောက်ဆုံးမြင်လိုက်ရသည့်မြင်ကွင်းကလည်းထိုကြောပြင်ပဲမလားရန်မျက်လုံးစုံမိတ်လိုက်သည် အစကတည်းကမမျော်လင့်ခဲ့တဲ့အရာကို လွမ်းပါကြောင့်တလောက်တတ်မှတ်နေရသလဲစုံရှုံရတာကို နေသားကြနေရဲ့သူမို့လို့ဒါဟာလဲတနေ့ကြရင်ဘာမှမဖြစ်သလိုပြီးဆုံးသွားမှာပါထပါနော် ဝမ်းနဲ့မှုကင်းအောင်နေသည့်အတန်လေးဟာလွမ်းနာတဲ့တိုးဝင်လာတာမို့ဇက်ကနေမျက်လုံးဖွင့်လိုက်မိသည် သူမလေးဟာမပြန်မဲထရင်သူ့ကို လက်ကမ်းနေသည်လေလက်ထဲတွင်အိမ်ကဆေးချင်းနှောင်းကိုကင်ထားသည် ဟေတာဘလောက်ပြောပြထားလို့နေရာတွေကအစာတည်နေသည်လေညွန့်ပြန်မှာပါဒါပေမဲ့အမဟေတာလာတဲ့အချိန်ထိတော့ညို့စောက်ဝင်ပြူပါနော်လွမ်းမျက်နာလွှဲလိုက်ခြင်းသည် ို့တော့မလွဲနိုင်ခဲ့ပါထို့လက်ကလေးကိုဥပက္ခမပြုတ်ရနိုင်သေးတဲ့အချိန်လေးယူသွုံမှုတွေထဲမှာချစ်ချင်းကြောက်ယူသွေရတာဟာ အဆိုးဆုံးဆိုသည်ကိုဟိတကြောင့်တိခဲ့တော်လဲတကယ်တမ်းမှာထိုယူသွုံမှုကိုလွမ်းလဲမလွန်ဆန်နိုင်ခဲ့ဘူးထင်ပါရဲ့ဟိတကားလျှောက်ပတ်မောင်းနေမိရကဘယ်ရောက်လို့ရောက်ကုန်မှန်းမသိဟေတာစိတ်ပြေလောက်တော့မှပတ်ဝင်ခြင်းကိုတတိထားမိလာသည် ဘယ်ရောက်လာလဲတဲ့တီလာသည် အခုဒီလိုဖြစ်လာပြီဆိုတော့ဟီတာစိတ်ကိုဖြေချနိုင်သည်ဟုဆိုရမှာပေါ့ဒါကလည်းဒီအင်ကြီးကိုသွားပြီးပြန်လာတိုင်းဖြစ်နေကြမို့ဟီတာအတွက်တိတ်တော်မထူစမ်းမဒီနေ့သွားတယ်မလားငိုထားတဲ့အရှင်ကမျက်နာမှာအယံတိတာနေမှာဆိုသည်လေလက်ထွဲတွင်ကင်ဆောင်ထားသည့် တက်တာသူဆွဲကြိုးလေးကိုဒီနေ့သွားပေးဖို့ရည်ရွယ်ခဲ့ရမလားဟန်လေးရဲ့အချစ်တွေ အားလုံးဟာဒီထဲမြုံနှံထားတာမို့ဒါကိုသူနဲ့တက်ဆိုင်သူအားရေးသားပေးတင်နေလေပြီးတော့လက်ခံရမည်သူကလည်းဟန်လင်းအချစ်ကိုရာမြင်ရင်တန်တရာရှင်းရှင်းယုံကြည်သွားနိုင်မည်ဒါမှဟန်လင်းလည်းစိတ်ဖြောက်လာမည်မဟုတ်လား ကားပေါ်မှာဟိုးအိမ်မသွားခင်ဝဲဆောင်ထားသည့်မုံတွင် လူနာတည်မေဖို့ဖြစ်သည်။လေပြင်းငယ်နဲ့သွားတွေ့ဖို့စဉ်းစားမိသည့်အထိတွန်းအားပေးတဲ့အရာသည်ဟန်လင်းမောင်ရဲ့မပြည့်ပြတ်သေးသည့်ဆွဲချိုးလေးကြောင့်ဆိုရဲအကြောင်းပြချက်ကအတိကဖြစ်ပေမဲ့ဟီတရဲ့နှလုံးသားရဲ့စိုးရိမ်မှုကြောင့်လည်းဖြစ်သည်။ဈေးယုံတက်ရတဲ့ဆိုကြဲကသူ့နှလုံးသားဟာစိုးရိမ်တကြီးသွားခြင်းနေခဲ့ရမလား။ ဟေတာသွားမယ်မသွားဘူးစဉ်းစားနေရင်ကနေအက်ကလေးအိမ်ရှိရောက်လာသည်ဟေတာခုနကအိမ်ကြီးထဲဝင်ပေါ်အကြာကြီးပြင်ဆင်ခဲ့ရတော့လဲအခုတခါမှတွေ့ဝေခြင်းအလျင်မရှိပါခဏပဲတွေ့ပြီးပြန်ပါမလားသူအစဉ်ပြေရာကိုမြင်ပြီးရင်ဟေတာအတွက်လည်းအစဉ်ပြေပြီးအကုန်လုံးကိုလွှတ်ချနိုင်လာပြီဒါဆိုဟေတာရွေးချယ်မှုကဟေတာကိုမပြောရွှင်နိုင်တော့ ဟေတာရွေးချယ်နိုင်ဖို့ခွန်အားရပြီဘသူငယ်တို့အထက်ကို တက်သွားလိုက်ပြီး အိမ်တကားခေါလိုက်တော့တကားလာဖွင့်သည့်သူဟာခက်ပြေပြေအတော်ကြီးတယောက်ဖြစ်သည်ဘသူမန်းဟေတာတေချာမသိတော့လဲငဲ့အမေဖြစ်နိုင်သည်ဟုမှတ်ချက်ချမိသည်လေပြင်းငယ်ရဲ့အတိပါရှင်လေပြင်းနေမကောင်းမှုစွာသတင်းကြားပေမဲ့ အခုမှလာတွေ့ဖို့အခွင့်ကြောင့်လို့လေပြေရှိရင်တွေ့ခွင့်ရမလားရှင်။ဟေတာလူကြီးတွေနဲ့ပြောတိုင်းယဉ်ကျေးသွားတဲ့တာအကျင်ဖြစ်သွားသည်။သူ့အဖေဆုံးပြီးရင်နောက်ရလာသည်အကျင်ပေါ့။အခုဟေတာရှိကအမျိုးသမီးကြီးကတော့အိမ်ထဲကိုတစ်ချက်ကြည့်ပြီးမှသူ့ကိုပြန်ကြည့်သည်။အေးအေးသမီးလေးဝင်ကွဲ။ပြီးမှတကားတန်ပန်းကိုတော့ခတ်ထားတာကိုဖွင့်ပေးသည်။ ဟေတာတဲ့ဒီအမျိုးသမီးခေါ်စားလာနောက်တော့လိုက်သွားလိုက်တော့အမျိုးသမီးဟာသူ့ကိုဧကန်ဆူဖာပေါ်တွင်အရင်ထိုင်ခိုင်းသည်ခဏလေးတော့သမီးဟေတာကိုထားခဲ့ပြီးထွက်သွားသည်မို့လေပြင်းငယ်ကိုသွားခေါ်သည်ဟုထင်ခဲ့ပေမဲ့မုံအချိုနဲ့ကော်ဖီလေးဖြော်လာသည်မို့အာနာသွားသည်သမီးလေးတောက်နော်ဟုတ်အန်တီဟိုဒါလေးလက်ခံပေးပါနော် ဟီတာဝယ်လာတဲ့မုံတွေပေးလိုက်တော့ဒီအမျိုးသမီးကြီးဟာဟီတာကို ပြုံးပြ၍လက်ခံသည်ကျေးဇူးပါကွယ်ဟုတ်ရပါရဲ့ရှင်ဒါပြောပြီးသူတို့နှစ်ယောက်ကြားခဏတိတ်သွားသည် ကော်ဖီခွက်ကင်တောက်ရမလားငဲ့အကြောင်းမေးရမလားစဉ်းစားနေစဲမှာထိုအမျိုးသမီးစီမအတန်ထွက်လာသည်ငယ်လေးကောင်လေးရဲ့တငယ်ချင်းများလားရှင် ရုတ်တရက်ကြီးပြောထွက်လာသည့်စကားကြောင့်ဟေတာဘာပြန်ပြောရမလဲမသိချေခရီးသွားတော့ငါလာခေါ်သေးရဲ့မလားတမီးကိုသတိထားမိလို့လေအမတ်ရစီရဲ့မျက်နာလေးမမေ့ပါဘူးအမျိုးသမီးကြီးစကားကြောင့်ဟေတာနေရခက်ပြီးဘာပြန်ပြောရမလဲမသိတော့ငယ်ရီးစားထားတာကိုအိမ်ကမသိဘူးမို့လားဒါကိုရိမ့်မိသွားသည့်အမျိုးသမီးကြီးကရိမ့်မိသွားဟန်တူသည် အန်တီကငယ်လေးအမေပါငယ်လေးကမသိဘူးထင်လို့ရှောက်လုံနေရတွေကိုအန်တီရောသူ့အဖေပါသိပါတယ်ဒါဆိုဟေတာထင်ဒီကမှန်ဒီမလားဒီအမျိုးသမီးကြီးဟာငယ်အမေဆိုတာပေါ့ပြီးတော့ငယ်အမေပြောရဲ့ဒီစကားအရာတက်တက်လှုပ်ပေးထားရဲဆိုတာကိုသိသားလာသည်မလားငယ်မိပါရီဟာငယ်ကို တိတ်ချပုံပါပဲဒီလိုနှွေးထွေးမှုဟာဟေတာတို့၃၀၀စလုံးမခံစားရတော့တဲ့အရာတွေပဲ ထိုထဲမှာမှလွမ်းတေးတန်ဟာအဆိုးဆုံးပဲသို့တော့သူတို့နဲ့စတီတုံက လွမ်းအကြောင်းကြတော့ခေတာတနာမိသည်ဒါကိုလွမ်းဟာလဲရိမ့်မိပုံပဲထိုကြောင့်ထိုတုံကလွမ်းပြောခဲ့သည့်စကားကိုအခုတည်းမှတ်မိသေးသည်တေးတန်ကိုမတနာနဲ့နော်ဟေတာအမှန်ဆိုဟန်နဲ့ဟေတာကပိုတနာဖို့ကောင်းတာလေအချင်းမခံရဘူးရဲ့သူအတွက် အချစ်မခံရကြရအချစ်ခံရတယ်ဆိုရယ်ခံစားချက်ကိုသိပြီးမှအဲ့ခံစားချက်ကို ဆုံးရှုံးလိုက်ရတာလောက်မနာကျင်ဘူးအဲ့တော့တေးတန်ကိုမတနာနဲ့တေးတန်လည်းဟေတာတို့တနာမှာမဟုတ်ဘူးဒါကတေးတန်လက်ခံထားတဲ့ဘဝပဲမို့သူတို့သုံးရတဲ့ strong အဖြစ်ခဲဆုံးသူဟာလွမ်းတေးတန်လေးအခုဟန်လေးမရှိတော့တဲ့အချိန်မှာတော့လွမ်းရဲ့ခန္ဓာရည်တွေဟာပြိုလဲသွားပုံရသည် ဒါဟာမျောလင့်မထားတဲ့အရာမလားစိတ်မကောင်းပါဘူးအန်ဒီလည်းသမီးငယ်ဆေးရုံရောက်တဲ့အထီးဖြစ်ပြီးမှအန်ဒီတို့လည်းသိခဲ့ရရှားပါရဲ့အန်ဒီကိစ္စမရှိပါဘူးအခုလေးပြီးတက်တာရလာရင်လူနာတောင်နေကောင်းနေပြီလားမသိတဲ့အချိန်မှာတည်င်းလာမင်းနေရရဲ့ရေတင်စရာတော့ကောင်းနေသေးမလားစိတ်မကွက်ဖို့တော့ဟေတာမျောလင့်တာပဲ အခုတော့ဟေတာမေးရာကို ပြန်ဖြေမလာဘူးလေဟိုတတင်းလာမေးရာနောက်ကျသွားသမီးရဲ့ခြေနေကိုအန်တီနားလေပါတယ်ငယ်လေးအခြေနေရောဘလို့ရှင်းပြမလဲမသိဖြစ်နေတာဟေတာကိုနားလေစွာပြောလာသည့်စကားကကျေးဇူးတင်စရာကောင်းတော်လဲနောက်ဆုံးပြောလိုက်သည့်စကားကြောင့်စိုးရိမ်မိသွားသည် လီဗီယာမသက်သာသေးလို့လားယင် လက်ထဲမှာဆွဲချိုလေးကိုလည်းစောက်ကာရင်မေးလိုက်မိသည်ဟီတာအမေမှာငဲ့အမေကတက်ပြင်းရှေးချလေသည်ပြီးတော့ခေါင်းခါလေသည်သို့တော့ဒီအပြေဟာစိတ်ချစရာကောင်းမနေလူကကောင်းပါရဲ့သမီးရဲ့ဒါဆို စိတ်ကမကောင်းတာလားလူကြီးစကားကိုဝင်ဖြတ်ပြောမိပေမဲ့ဟေတလေးတန်တွေက စိုးရိမ်စိတ်တွေပြင်းထန်နေရဲ့ဆိုတာကို ရိပ်မိလောက်မှာပါ ။ငယ်အမေသည်ဟေးသစကားကြောင့်ညနာလေးပိုပြက်ရင်ပြီးခေါင်းလေးညှိကြသည်။အဲ့လိုဖြစ်လို့မရဘူးလေ။လမ်းထဲတွင်ဟေးသအတွက်တလောက်ခက်ခဲနေရ။ငေရပါဒီလိုမဖြစ်သင့်ဘူးမလား။တလောက်တောင်ခန်းစားနေကြရရင် ဟန်လေးအစားဟေတာပဲထွက်သွားလိုက်ခြင်းသည်အ ਨੇ စုံတော့သူတို့နာကျင်နေရရင်တောင်တလောက်ဆိုရကြမှာမဟုတ်ဘူးဟေတာကသာဒီကဘာပေါ်မှာနေထိုင်ဖို့ လူဘူတယောက်ဖြစ်နေရမလားအန်တီတို့လည်းတကယ်လန့်သွားတာရေချိုးကန်အနေမှာမိလေနေရနာယီပိုင်းတောင်ကြာခဲ့နှုတ်ခမ်းတွေလည်းပြာနှံပြီးဒီထက်သာပုံနောက်ကြရင် အသက်ပါပါသွားနိုင်တယ်လို့ဆရာဝန်ကပြောတယ်ပြောရင်ဝမ်းနဲ့လာတီငဲ့အမေကိုကြည့်ရင်ဟေတာမမေးရတော့ပါသူ့ပြင်မဲ့ငဲ့အမေကတော့အခြေအနေကိုဆက်ရှင်ပြသည်အန်တီလည်းသူ့ဘာဖြစ်နေလဲဆိုတာသတိမထားမိခဲ့ဘူး ဲ့ရဲ့ပိုင်းသူ့ပုံစံတစ်ခုခုဖြစ်နေရဲ့ခံစားမိရလဲမေးလဲမမေးခဲ့မိဘူးဒါပေမဲ့မူပြတ်နေရဲ့သူ့ပုံစံတွေကိုစောင့်ကြည့်မိတယ်လို့တော့ဖြစ်ခဲ့ဒါကြောင့်လဲအချိန်မီတတိထားမိခဲ့ရငယ်အမေက မျက်ရည်ပါဝဲလာတော့ဟီတာထားရမလားထားရမလားဖြစ်သွားရကြပြီကိုကိုကိုအပြစ်တင်နေရဲ့ပုံမှာပဲအခုသမီးငယ်ဟာအခုဆေးရုံတက်ကလေးရာနေဆေးရုံဆင်းတဲ့အထိ ဘသူ့ကိုမှစကားမပြောဘူးကွယ်ရှင်သူ့တငယ်ချင်းတွေကအစာမပြောဘူးငြိမ်ပြီးတနေရတဲ့ချိန်ပြီးတွေ့ဝင်နေတော့တာပဲစိတ်ကျမကြီးဆရာဝန်နဲ့ပြတဲ့မီးဆိုတာသိပေမဲ့သူ့ဝဖေကလက်မခံဘူးအန်တီလည်းပါဆက်လို့ရမလဲမသိတော့ဘူးကျော်ရင်ငူရောတင်ငဲ့အမေကို ဟေတာမချော်နိုင်တော့ပါ ရှင်နေပူပြင်းလာတိဝေဒနာဟာ တဟုံဟုံတောက်ခါဟေတာကိုရဲလောင်ကျွမ်းနေသည်အဲ့ဒါဆို အခုလေးပြရောရင်အန်တီသူ့အခန်းထဲမှာ သူရှိပါရဲ့အိမ်မှာပဲဆရာဝန်ရာသူ့ရဲ့ဆိုသူလာပြီးကြည့်ပေးရဲ့သူ့အဖေကစေးရုံမှာလည်းမထားချင်ဘူးလေလူတွေ့လည်းမခံဘူးရှက်ငယ်အမေပြောထွက်တော်မူစကားကို အမြန်ရုပ်သိမ်းလိုက်တော့လေဟေတာနားလေလိုက်သည်နာမည်ကြီးဒရိုက်တာတယောက်အတွက် စိတ်မကြမ်းမသမီးကရှက်စရာတစ်ခုဖြစ်နေရပေါ့လေအခုလေပြည့်ကိုဝင်ကြည့်လို့ရလားယင်နည်းနည်းတွေ့ဝေသွားတဲ့ငယ်အမေကြောင့်ဟေတာစုတ်ကိုင်းထားမိသည့်ဆွဲကြိုးလေးကို ပို့ပြီးတင်းနေအောင်စုတ်ကိုင်းထားမိသည်သူ့အဖေမရှိလို့ ਆ ရပါမယ်ငယ်လေးရသမီးနဲ့လည်းစကားပြောမှာမဟုတ်ဘူးရပါရဲ့အဆင်ပြေပါရဲ့ဟေတာသူ့မြတ်သူ့ကိုပဲမြင်ရရင်ချိန်နဲ့ပါပြီ ခဏပဲနေမှာပါအန်တီတွေ့ဝင်ပေးပါနော်ဟေတာစကားကြောင့်ငဲအမေဟာတက်ပြင်းလေးချပြီး လိုက်ပို့လေသည်ငဲအခန်းဖြစ်ပုံရတဲ့တကားရှိမှာရောငဲအမေဟာရက်ပြီးတကားဖွင့်ဖို့လုပ်သည်ထိုအချိန်မှာဟေတာဒီငဲပုံစံကိုမပြင်းရသေးဘဲနဲ့တောင်းမြဝုံတွေစိုးတက်လာသည် မျက်ရည်စားတို့ကြောင့်ဝေဝါးလာသည်တကားလေးဖွင့်လိုက်ချိန်မှာတော့ ဟေးတာနှလုံးသားတစ်ခုလုံးကြွေကွဲရတာပါပဲဒီလိုမြင်ခွေးမျိုးကိုလွမ်းနဲ့တင်မမြင်ကျင်ခဲ့ရကိုဘာလို့သူချစ်ရတဲ့သူအထီပါလဲဟုတ်ပါရဲ့ဟေးတာကတင်စားတင်နေတဲ့သူတရားဖြစ်လိမ့်မည်ငယ်လေးသမီးတငယ်ချင်းလာတယ်ငယ်မျက်နာလေးဟာအတမ်းမဲ့နေသည်ငယ်သေးသူ့ဝမေပြောတာဟုတ်ကြားဟန်မတူဘရင်ပေါက်ကနေအောက်ကိုကြည့်ဖို့သာ စိတ်ဝင်စားနေသည်ထို့သောမျက်လုံးလေးတစ်ချက်ပင်မရွေ့သွားပါဟေတာထင်တာမမားလျင်ငဲဆောင်နေရာဖြစ်မည်ဟန်လင်းကိုလေဟန်လင်းနောက်ဆုံးရက်သွားခဲ့သည့်နေရာလေးကို ငေးကြည့်နေတာဖြစ်နိုင်သည် ဟေတာလက်ထဲကဆွဲကြိုးလေးကို ပြန်သိမ်းလိုက်သည်ဒီဆွဲကြိုးလေးကိုငဲ့ကိုပေးလို့ရအောင်မီမထင်ပါဒါမှမဟုတ်လဲဘယ်တော့မှပေးနိုင်တော်မီမထင်ပါ ဒါကိုပေးလိုက်လျင်ငယ်ဟာ အပြစ်ရှိသလိုပိုခံစားရလိမ့်မည်။တမင်းငယ်ငယ်ပခုံးလေးကို ထိကိုင်းပြီးငယ်အမေထက်ခေါ်လိုက်တော့လေငယ်ကလည်းပဲမကြည့်ပါ။ထို့ကြောင့်ငယ်အမေကဟီတာကိုကြည့်ပြီးခေါင်းခါလာသည်။ဟီတာမျက်ရည်တွေကလည်းမထိန်နိုင်စွာစီးဆင်းလာတာမို့ခံမြန်မြန်တုပ်လာရသည်။ဒါလောက်ဆို သူပြန်တည့်မေလင်းငယ်ကိုစိုးရိမ်မှုတွေဟာ ဒီလိုမြင့်တက်နေပေမဲ့ဟေတာဘာမှမလုပ်ပေးနိုင်ဘူးပြီးတော့အိမ်ရှင်ကလည်းသူ့အိမ်ဦးနှက်ကိုကြော်လွန်ပြီး ဟေတာကိုငဲ့အနာမှအကြကြီးမထားပေးနိုင်ဘူးလေမမပြန်တော့မယ်နော်လေပြေနေကောင်းနေပါကလေးငယ်ရဲ့ဟေတာစကားအစုံမှာစက်ကနေလှဲ့လာသည်ကောင်းလေတခုရဲမှာတွင်ညိနေသည့်အာယုံတွေဟာနောက်ဆုံးတော့ဟေတာစီရောက်လာသည် ခေတာကိုလေးပြေးလေးဟာမြင်တော့အသက်မဲ့နေသည့်မျက်လုံးတွေဟာချက်ချင်းကြိုကြတော့မည်မလို့ဖြစ်သွားသည်ထို့နောက်တဖြည်းဖြည်းနဲ့မျက်ရည်တွေတအေးအေးကျဆင်းလာသည်သူ့တမီအခြေအနေကိုအံ့ဩစွာကြည့်နေသည့်ငှက်အမေကိုလည်းဟေတာတတိမထားမီရော ဟေတာနှလုံးသားမနေနိုင်စွာနဲ့ငှက်အနာသွားကဖတ်ထားလိုက်မိသည် ဟေတာခါလေးကို တင်းကျပ်စွာပြန်ဖက်ရင်း ငယ်ဟာရင်ခွင်နဲ့ရှိုက်ကြည့်တငင်ငိုချသည်ဒီကလေးခံစားနေရတာပြောက်အောင်ဟေတာဘာလုပ်ပြရပါမလဲမမမတော်ပါနဲ့ရှိုက်တန်လေးနဲ့တောင်းဆိုလာသည့်အတန်လေးဟာဟေတာရင်နဲ့နှင်ကနေပင်လေးပြေရှိနေစေခြင်းနဲ့ဆိုရင်မမမတော်ပါဘူးဟေတာစိတ်ထဲကနေဟန်လင်းကိုတောင်းမှန်မိသည် စည်းပေါင်းတွေကြော်မှာမဟုတ်ပါဘူးငယ်နေကောင်းသွားတဲ့အထိကြည်နေပေးရုံမှာပဲဒါပြီးရင်ဟီတာတို့လည်းပတ်သက်စရာမလိုတော့တော့ဘူးမလားဒါဟာလေပြင်းငယ်ဆိုရဲကလေးမလေးနဲ့သူရဲ့နောက်ဆုံးပတ်သက်မှုပဲလीအ